အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Promise USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့မြန်မာစစ်ကောင်စီကငလျင်တုပ်ပြီး၃နာရီတော့မကြာဘူးလေရင်တွေနဲ့ရှမ်းပြည်မြောက်ပိုင်းကိုဘုံကျဲတိုက်ခိုက်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းပြည်ဆောင်ကတော့ BBC News ကနေပြီးတော့ March 30 2025မှာ ထုတ်ပြန်သွားတာကတော့မြန်မာစစ်ကောင်စီကလူပေါင်း1900ကျော်တည်ဆုံခဲ့ရတဲ့တောက်ကြနေကဂလျင်ကြီးလှုပ်ခတ်ပြီးနောက်나ယီပိုင်းအတွက်မှာပဲစစ်ဘေးတန်တင့်ခံစားနေရတဲ့တိုင်းပြည်ရဲ့အစိတ်အပိုင်းတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကမ္ဘာကုလသမဂ္ဂကတော့ဒီကိစ္စဟာအလွန်ဒေါသထွက်ဖွယ်ဖြစ်ပြီးလုံးဝလက်ခံနိုင်စရာမရှိဘူးဟုပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂရဲ့အထူးသတင်းထောက် Tom Andrews ကတော့ ကလင်တန်ခံခဲ့ရလို့တတိုင်းပြည်လုံးပူဆွေးတော့ကတွေရောက်ကေဇယ်ရေးအဖွဲ့တွေကလူအသက်တွေကိုရှာဖွေကေဇယ်နေချိန်မှာဘုံတွေကျဲချခြင်းဟာစိတ်မကောင်းစရာအမှန်ပါပဲလို့ဖော်ပြခဲ့ပါတယ်။အခု၄နှစ်ကြာအာဏာရယူထားတဲ့ဒီစစ်ကောင်စီကိုဒီလိုလုပ်တာတွေကိုအမြန်ဆုံးရတန်ကရက်ဖို့သူကပြောဆိုခဲ့ပါတယ်။စစ်ကောင်စီကိုအာဏာထွန်းမုတ်နိုင်မဲ့သူမိသူမဆိုးအခုအချိန်မှာတော့ရှစ်တလန်းတိုးပြီးတော့ဒီလိုကဘာကလက်မခံနိုင်တာတွေမလုပ်မိဖို့ ဖိအားပေးပြောကြားသင့်ပြီလို့သူကပြောပါတယ် BBC သတင်းရဲ့ထုတ်ပြန်ချက်အရဆိုရင်ဒီလို လေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့လို့ရှမ်းပြည်မြောက်ပိုင်းညောင်ချိုမြို့မှာအပြည့်မဲ့ဒေသက9ရောက်တည်ဆုံသွားခဲ့ရကြောင်းငလျင်ကြီးလှုပ်ခတ်ပြီး3နာရီအကြာနေ့လယ်တနာရီခွဲမှာတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေကလည်းစကိုင်းမျိုးရဲ့အနောက်မြောက်ဖက်ချောင်းဦးမျိုးမှာလည်းစစ်လေရင်တွေကဘုံကျဲခဲ့ကြောင်းပြောပါရဲအလားတူပဲ ထိုင်းနိုင်ငံဆက်ကလည်းအဲ့ဒီမှာစစ်ကောင်စီတွေကဘုံလာကျဲခဲ့တဲ့အကြောင်းကို BBC ကိုလှမ်းပြီးသတင်းပေးပါတယ်။စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့အစိုးရဖြုတ်ချခံရတဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ကတော့သူ့ရဲ့စစ်စင်ရေးတွေကို ထိုးစစ်အစားခံစစ်ကိုသာနှစ်ပတ်တိတိပဲပြုလုပ်သွားမှာဖြစ်ပြီးငလင်တန်းခံခဲ့ရတဲ့သူတွေကိုလည်းတတ်နိုင်သလောက်တတ်နိုင်တဲ့ဘက်ကကူညီသွားမယ်လို့ပြောပါတယ်။စစ်အစိုးရရဲ့သတင်းများကတော့ တောက်ကြနေကမန္တလေးနဲ့စကိုင်းမြို့မှာဗဟိုပြု၍လှုပ်ခတ်ခဲ့တဲ့ငလျင်တန်ကျောင်းစကိုင်းမန္တလေးနဲ့နေပြည်တော်တို့မှာစုစုပေါင်းလူ1800နီးပါးတည်ကြည်ခဲ့ရပြီးအဆောက်အဦတွေပြိုကာအဲ့ဒီအဆောက်အဦတွေရဲ့အောက်မှာ လူအမျိုးများပိတ်မိနေကြောင်းသိရပါတယ်အခုငလျင်ဟာဆိုရင်စစ်ကောင်စီကအာဏာသိမ်းပြီးလင်းနဲ့အကြာမှာပြက်ပြက်ခဲ့တာပါအာဏာသိမ်းမှုကြောင့်ကြီးမားသောစာနာပြမှုများ ပေါ်ထွက်လာခဲ့ပြီးနေ့စဉ် စစ်ကောင်စီကိုဆက်လက်ဆန္ဒပြမှုတွေရှိနေသေးပါလို့သိရပါတယ်။ BBC သတင်းဌာနရဲ့အခုစုံစမ်းဖော်ထုတ်ချက်မှာတော့အာနာသိမ့်ပြီး၄နှစ်အကြာမှာစစ်ကောင်စီဟာတိုင်းပြည်ရဲ့၄ဘုံ၃ဘုံလောက်ကိုသာအုပ်ချုပ်နိုင်နေကြောင်းသိရပါတယ်။စုံစမ်းဖော်ထုတ်ချက်များအရတိုင်းရင်းသားလက်နက်ကင်များနဲ့တော်လှန်ရေးအင်အားစုများဟာနိုင်ငံရဲ့၄၂နှစ်ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်ခဲ့ပြီးကြံတဲ့နေရာတွေမှာတော့တိုက်ခိုက်အားပြိုင်နေဆဲဖြစ်ကြောင်းသိရပါတယ်။ စစ်ကောင်စီရဲ့အာတာကြဲတစ်ခုကတော့လေကြောင်းမှတိုက်ခိုက်နေခြင်းပါပဲတော်လိုင်းရေးအဖွဲ့တွေမှာတော့လေကြောင်းမှတိုက်ခိုက်ရင်ဒရုန်းယာဉ်တွေကလွဲ၍အခြားမရှိသေးကြောင်းသိရပါတယ်အဲ့ဒီလိုအာတာကြဲကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကြောင့်ကလေးလူကြီးတွေစုစုပေါင်းအယောက်190ကတေဆုံးခဲ့ရပြီးဖျားကြောင်းကန်ဇေဒီဇေယုံလူနေအိမ်တွေပျက်စီးမိအောင်ပြာတွေဖြစ်ခဲ့ရပါတယ် ကုလသမဂ္ဂအနေနဲ့တရုတ်တို့ရုရှားတို့ကိုစစ်ကောင်စီကိုစစ်အကူအညီတွေမပေးဖို့တောင်းဆိုခဲ့ပေမဲ့လည်းဂယုမဆိုင်ပဲခစ်မိလေရင်တွေရောင်းချခြင်းစစ်ကောင်စီမှလေတရဲတွေကိုရုရှားတရုတ်တို့နိုင်ငံတွေကထုတ်တဲ့လေရင်တွေကိုပြန်တန်းနည်းတွေအသုံးချနည်းတွေတင်တန်းတွေကိုပါတို့ရဲ့နိုင်ငံတွေအထိခေါ်ယူပြီးတော့တင်တန်းပေးခဲ့တယ်လို့သိရပါတယ်အခုငလျင်တံမှာလည်းအခြားနိုင်ငံများထက်နောက်မကျစေပဲ ရုရှားနဲ့တရုတ်ကသူတို့ရဲ့ကာကွယ်ရေးအဖွဲ့တွေအနှံ့ခံခွေးတွေစစ်ရန်တရားတွေကိုသူတို့ရဲ့လေယာဉ်တွေနဲ့မမပြီးကိုအခုစစ်လွတ်ခဲ့ကြောင်းလည်းသိရပါဗျ။အင်္ဂလန်မှာရှိတဲ့မြမအရေးလှုပ်ရှားသူတွေကတော့သူတို့တွေကိုမယုံကြည်ရကြောင်းအရက်သားတွေကိုတိုက်ခိုက်ဖို့စစ်လက်နက်တွေပို့တာလည်းသူတို့ပဲတည်ကြည်ကြပြန်တော့လည်းကုမယ်ဆိုပြီးလာတာလည်းသူတို့ပဲအဲ့ဒီလိုဆိုတော့ယုံကြည်ရန်အလွန်ခက်ခဲကြောင်းပြောကြားခဲ့ပါဗျ။ စစ်ကောင်စီဟာအဲ့ဒီနိုင်ငံတကာရဲ့အကူအညီတွေကိုပြည်တွင်းစစ်ပွဲမှာလက်နက်အဖြစ်ပြောင်းလဲအသုံးချသွားလိမ့်မယ်လို့လည်းသူတို့ကပြောပါတယ်မြန်မာအစ်စ်အစိုးရက နာဂစ်ကနေစပြီးတော့နိုင်ငံတကာအကူအညီပေးတာတွေကိုတားမြစ်ခဲ့တဲ့အစဉ်အလာရှိခဲ့ပါတယ်ကုလသမဂ္ဂသတင်းထောက် Tom Andrew ကဆက်ပြောသွားတာကတော့လူသားချင်းဆိုင်ရာဘေးအန္တရာယ်တွေတဘာဝဘေးအန္တရာယ်တွေကြုံတွေ့ခဲ့ရတဲ့မြန်မာတမိုင်းကျောင်းမှာပြန်ကြည့်ရင်စစ်ကောင်စီကဘရောမသတင်းအမှန်ကိုမဖော်ပြဘဲ အခုညီပေးမဲ့သူတွေကိုတကယ်လိုအပ်တဲ့နေရာတွေကိုမပေးသွားမလွတ်အခုညီမရရှိခဲ့ကြောင်းရေးသားထားပါတယ်နိုင်ငံတကာကအခုညီတွေရခဲ့ရင်စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေမှာပဲသူတို့ကူညီသွားမှာဖြစ်ပြီးစစ်ကောင်စီကထိန်းချုပ်လို့မရတဲ့နေရာကမလျင်တန်ခံခဲ့ရတဲ့ဒုက္ခရောက်နေတဲ့သူတွေစီကိုတော့ဒီအခုညီတွေရောက်မှာမဟုတ်ကြောင်းသူကပြောသွားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာတည်င်းကတော့ဒီတော့ပါပဲ။ နောက်နေ့ဒီမှာလည်းအမေရိကရဲ့တည်နှံ့အမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube Channel လေးကိုတိုင်းနဲ့တိုက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye